ကျွန်တော်အမေရဲ့အဖေကကျောင်းဆရာနဲ့ကျောင်းဆရာမဆိုတော့ကျွန်တော်အနုပညာလို့လောက်တာကျွန်တော်မှာမျိုးရိုးလည်းမရှိဘူးကျွန်တော်ကဒီအစာလို့တော့ကျွန်တော်ဝါသနာမို့ပါတာအပင်နဲ့အမေနဲ့စကားကိုလည်းနာခံရတယ်ပေါ့နော်သူကလည်းဘာပြောလဲဆိုတော့ဒီအနုပညာလို့လောက်လဲလို့ပြီးတော့ဘွယ်လေးရောတစ်ခုရပါရအောင်လို့ပေါ့တားရင်ဆိုပြီးတော့ကျွန်တော်ဒီဒါလေးရောရအောင်ချိုးစားခဲ့တာစာချင်းအေးရှင်တယ်လေအေး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 ရှင်တယ်ဘယ်လိုလုပ်အောင်ဒီဒါမဲ့လည်းဘိုက်တစ်ခုတော့ရလာပါအကန်ကောင်းစွာနဲ့ ်မပါပါဘူးမပါပါဘူးဘာလို့ဆိုလဲနည်းနည်းချစ်ချစ်ဆိုလဲဘက်ကိုတော်တော်လေးတော့ပြောတယ်အဲ့လိုကျွန်တော်ဒီစိုက်လာဘယ်လိုမျိုးပြောလို့ရလဲကျွန်တော်စာဖတ်အောင်မကြိုက်မှမကြိုက်တော့မကြိုက်လို့ဘူးညာကျလို့လို့အဲ့လိုစာကိုကိုလုပ်ပြီးဆိုလဲလောကအမေကြီးလုပ်တဲ့ဟာလောမှာတိတိ။အော်အဖေကအမေငငယ်တော့ကျွန်တော်စုံးမတာပေါ့နော်။ကျွန်တော်အမေရဲ့အဖေကကျောင်းဆရာနဲ့ကျောင်းဆရာမှာဆိုတော့ကျွန်တော်အမှုပညာလုပ်လို့တာကျွန်တော်မှာမျိုးရိုးလည်းမရှိဘူး။ ကျွန်တော်ဝင်ခွဲတယ်ဘာမှမရှိဘူးဆိုတော့ကိုကိုတိုင်းပဲဟိုလောက်ရတာပေါ့နော်ဆိုတော့ဒီပထမဆုံးအမှုပညာအမှုပညာစလုပ်တဲ့အချိန်မှာကျွန်တော်အဖေနဲ့မိအရင် stick ဖြစ်တာ stick ဖြစ်တော့အဖေကအမြဲတင်တယ်ပေါ့နော်သူနောက်ပိုင်းကျွန်တော်လည်းထိမ့်မနိုင်ထိမ့်မနိုင်ဖြစ်သွားတော့ဩလှုပ်ပေးလိုက်ရပါတော့ဒါပေမဲ့လှုပ်ပေးလိုက်ရင်လည်းမင်းလှုပ်ရင်လည်းအစိုးအဆုံးထိလှုပ်ပါတော့ဘယ်မှာဆိုဟိုပြတ်တောင်းပြတ်တောင်းတဝက်နဲ့ဟိုပြန်မလာနဲ့ပေါ့နော်ဆိုတော့အဲ့စကားလေးတစ်ခုနဲ့ပဲကျွန်တော်ဒီအချိန်မှာ အမှုပညာမဖြစ်ဖြစ်ကျွန်တော်ဘာလုပ်ပဲလို့လို့ရည်တည်နေရပါတော့เนาะအဖေစကားတစ်ခုနဲ့ပါကလေးတော့ live ကဘလို့ရှိခဲ့တယ်။အတီးရပါဘော။ blame my တီးတော့တီးရတိုင်း။စိတ်လုံးနေရပါဘော။ဟာချစ်လို့ပါချစ်လို့။နည်းနည်းတော့ပညာရေးဝိုင်းကိုဟိုအားထုတ်တဲ့အခါကျရင်နည်းနည်းကိုမှ pressure ရှိလာ။သူကလေးအဲ့လိုမမီဖေးရဆရာဆရာမတွေကိုကလေးတွေမှာနည်းနည်း pressure ရှိရောနော်။ရှိရပါမှာအဲကျွန်တော်ကဟိုကျွန်တော်ကဒီ အစာလို့တော့ကျွန်တော်ဝါသနာဝတ်မှုပါတာသူကအပင်နဲ့အမီနဲ့စကားကိုလည်းနာခင်ရတယ်ပေါ့နော်သူကလည်းဘာပြောလဲဆိုတော့ဒီအမှုပညာလို့လှုပ်လဲလှုပ်ပြီးတော့ဘွေလေးရောတစ်ခုရပါအကြောင်းလို့ပေါ့တားရင်ဆိုပြီးတော့ကျွန်တော်ဒီဒါလေးရောအကြောင်းစူးစမ်းခဲ့ရတယ်သူကသူတို့မလှုပ်ကိုကွန်လှုပ်ရပါပဲတင်မှာပေါ့ဆိုတော့သူတို့တွန်းအပ်ပြီးလဲကျွန်တော်ကမှုမပါနဲ့ကျွန်တော်စာပတ်မလို့ရှင်တယ်ကျွန်တော်ငွေရဲစာလို့ရတာဝါသနာမပါတာစာချက်အေးရှင်တယ်လေအေးအေးအေးရှင်တယ် ဘလို့လောက်မသိဘူးဒါပေမဲ့လေဘိုက်တစ်ခုတော့ရလာပါအကန်ကောင်းစွာနဲ့အရင်တော့ကတော့အမဟိုသူတို့ဖြစ်ရှင်တာကတော့အဲ့လိုမျိုးဒီဒီစီပွားရေးပေါ့နော်စီပွားရေးပညာပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဖြစ်ရှင်တာဆန္ဒရှိခဲ့ဘူးပေါ့ရှိခဲ့ဘူးပေါ့နော်ဒါပေမဲ့နောက်ပိုင်းကတော့ကျွန်တော်ကိုရန်ကလည်းကျွန်တော်လူပညာကိုလည်းယူသွက်လာတယ်ကျွန်တော်ကိုရန်ဒီဒီရလာတဲ့အလုပ်ကလေးကိုကျွန်တော်မျက်နှုတ်ရဲ့ချစ်တဲ့ဟာလေသူတို့ကမြင်လာတဲ့အကြောင်းမလို့သူတို့လည်းသိမပြောတော့တော့အားကြောင့်မလို့လေကျွန်တော်အခုလုံနေရလို့ကိုသူတို့ကျွန်တော်မိဘကအာတရားရကတော့ support အများပေးတယ်ဟိုဘာပဲလို့လို့တို့ရေလက်ခံတယ်ကျွန်တော်ကောင်းတဲ့ຢာဆိုရင်တော့အကုန်လုံးလက်မှတ်ထောက်တယ်ဘေးရွေးမှာဆက်ဘူးပညာကျွန်တော်နုညာလှူစားလို့ဒါ14နှစ်တည်းကစားလို့ဒါဆိုတော့14နှစ်မတိုင်ခင်ရအောင်လို့စနေစကိုနေတယ်အဲ့လိုကိတားတီးလိုက်ဟိုစနေရလည်းတီးချင်လိုက်အဲ့လိုမျိုးစပြီးတော့ပိုးဝင်တာပိုးဝင်တာစပါတော့ဆိုတော့အဲ့အဲ့အချိန်ကလေးရပါကျွန်တော်အခုအနုပညာနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးတိတ် ပြည်သက်တွေကလည်းဟိုဘိုင်းလုံးနေလဲရှင်းနေမထွက်သေးဘူးလားဆိုတော့ပြောနေတဲ့သူလည်းအများကြီးရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်အခုရုပ်ရှင်ခိုင်းအတွက် sorry ရုပ်ရှင်ခိုင်းတစ်ခုတည်းကျွန်တော်ပြင်ဆင်နေပါတယ်ဆိုတော့အားကြမ်းလို့ရောပြီးတော့နောက်အဲ့လိုမျိုးဒီကိစ္စနဲ့ပတ်သက်ဘာလို့ဆိုတော့ကျွန်တော်ကရုပ်ရှင်ခိုင်းကကျွန်တော်တို့တာဝန်အများကြီးပါတယ်ကျွန်တော်ကိုယ်တိုင်ကလည်းဟိုရုပ်ရှင်ဇလန်းတွဲတွေလည်းအများကြီးရက်ခဲပြီးသွားပြီပေါ့နော်ဒါပေမဲ့ရုပ်ရှင်ခိုင်းပါကူကျွန်တော်စပြီးတော့ကူးရချင်ပါတယ်ဒီဟိုကိုကိုကိုတာဝန်ကြီးရတော့ခံစားရတယ်ပေါ့နော် ဒါအားကြောင့်မလို့လဲကျွန်တော်ကအရင်ကတည်တည်စကြာနဲ့ဟိုအရင်အထက်ဇလန်တွေရိုက်တာလဲစာရင်ထပ်ပြီးတော့အများကြီးပြင်ဆင်နေရပါတော့အားကြောင့်မလို့ကျွန်တော်အချိန်ကာလနည်းနည်းလေးကြာနေရဲ့ပြည့်တဲ့တွေကျွန်တော်ဓပုံလေးမတင်တာလဲမတင်နဲ့မတင်ဖြစ်ဖြစ်ဘူးအဲ့လိုမျိုးတို့လွှမ်းနေရပါတော့ဆိုတော့ပြန်လာမှာပေါ့ပြောင်းနေအဲ့ဟုတ်တယ်အဲ့လိုပြောင်းနေပေါ့ဆိုတော့ဟုတ်ကဲ့